ံလျင်ပြောင်းမောင်းပေးခွာသာသနာမှာလင်းလက်ကွာစံကျွန်းဒီပါမြန်ပြည့်အတွင်းပြန်ပွားကသာသနာကမိုးကုန်ဓမ္မရိပ်သာစီအရှင်မြေတောင်နိုင်ကြီးရဲ့ဦးစီးနာယကပါဗဒန္နာအရှင်ဝါတစ်ထာကိုင်းတလေးကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်ဇေယပေါင်းတို့ရှင် ီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့ဇေယျရွှေမြေဆရာတော်ဤတတ်တော်52နှစ်ပြည့်ဝိဇာတာမွေးနေ့အလှူတော်နေ့စုပေါင်းတိတ်ခါထက်မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အနန္တအနန္တ၅ပါးဥထိပ်ထား၍မွေးမိခင်မေတော်ကြီးဒေါ်တင်မအမှုထားလျက်ရန်ကုန်တိုင်းဒေသကြီးတကုံမြို့တစ်စိတ်ကမ်းမြို့နယ်88ရပ်ကွက် ဇေယျရွှေမြေမုခုဝိပဒနာဓမ္မရိပ်သာဦးစည်းပဒါနနာယကဇေယျရွှေမြေဇေယျတော်တော်52နှစ်ပြည့်ဝိဇာတာမွေးနေ့အလူနေစူပောင်းတိတ်ခါထက်မင်္ဂလာအခမ်းနာကိုတော်ဒီကနေ့အော်တိုဘာလ12ရက်နနက်9:00နာရီကစတင်ကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်ဇေယျရွှေမြေမုခုဝိပဒနာဓမ္မရိပ်သာဦးစည်းပဒါနနာယကဇေယျရွှေမြေဇေယျတော် သဒနာတစဓမ္မစရိယဝိနယဝိဒုဒီဃနိကာယဝိဒုအင်္ဂုတ္တရနိကာယဝိဒုအဘိဓမ္မဝိဒုမောဂဝိပတနာကမာဌာနာစရိယသဒနာပြုနယ်လက်ဓမ္မကတိက အရှင်သူမြတ်ဤတတ်တော်၄၁နှစ်ပြည့်ဝိဇာတမွေးနေ့မင်္ဂလာအထင်ရမန်တပည့်ဒ ਾਇ ကာဒ ਾਇ ကာမများမစုပေါင်းတိတ်ခါထက်ချင်းမင်္ဂလာညနေစည်းစာဓမ္မပူဇာသဘင်တရားအလှူတော်မင်္ဂလာနေ့ စာရေးတမ်းမန်းစနစ်ဖြင့်နိဗ္ဗာန်ဈေးအလူတော်မင်္ဂလာအခမ်းအနားကိုစီကားတိုက်ညိုက်စွာဆင်ရင်ကျင်းပခဲ့ကြောင်းလည်းသိရပါတယ်။ဒီကနေ့ကျင်းပပြုလုပ်ခဲ့တဲ့မင်္ဂလာအခမ်းအနားကိုတော့နနက်9နာရီခွဲတွင်တိတ်ခါထံဇေယျရွှေမြေဆရာတော်အမှုထား၍တိန်စင်းတန်ကတော်အရှင်သူမြတ်15ပါးမှာတိန်တော်ကြီးလန်တက်ရှောက်ကြွားရောက်တော်မူခဲ့ပြီးစေတနာရှင်အလှူရှင်များက နဝကာမဝိထုငွေများစွန်းစံတော်ကော်ဖီမီအချိုရည်မျိုးစုံနှင့်ဆက်ပြားအပြင် အခြားသောလူဝဲဝိထုအစူးစုပစ္စည်းမျိုးစုံကို လောင်းလူပူဇော်ခဲ့ကြပါသည် ံပြောင်းမောင်းပေးခွာသာသနာမှာလင်းလင်းကမစံကျွန်းဒီပါမျက်ပြေတွင်းအခမ်းအနားအစည်းအဝေးအရာဆရာတော်တန်ဃာတော်အရှင်သူမြတ်များနေအပရိသတ်အပေါင်းတို့ကနမောတတသုံးချိန်ရွဆိုဖျားကြောကောင်အခမ်းအနားကိုဖွင့်လေခဲ့ပြီတေတကားဆရာတော်ဖျားထမ်းမှာသီလအခမ်းယူစောက်တည်ခဲ့ပါတယ် အဲ့နောက်မှာတော့ဆရာတော်တန်ဃာတော်အရှင်သူမြတ်များမှာတရိပ်တရားတော်များရွပွားချင်းမြင်ပေးတော်မူခဲ့ပြီးဆရာတော်တန်ဃာတော်များအားလူပဲဝိထုပစ္စည်းများဆက်ကပ်လူဒန်းခဲ့ပါတယ်အမျိုးမြေရနာ တဆက်ထဲမှာပဲတည်တကားဆရာတော်ဖရာမှာကုသိုလ်ဆက်၍အသက်ရှိပါစေတရားတော်ကိုချင်းမြင့်ပေတော်မူခဲ့ပြီးလူတန်းမှုအစူစူတို့အတွက်ရေဆက်သွန်းချအများပေးဝေကအခမ်းအနားကိုဗုဒ္ဓသာသနာစီရင်တိတ်ထူသုံးကျင်ရွတ်ဆိုဆူတောင်း၍အောင်မြင်စွာရုပ်သိမ်းခဲ့ပါတယ် နာစီနဲ့ပတ်သက်ရေးဒီနေ့မနေ့က17ရက်10လ2025စနေနေ့မှာမွေးနေ့အကျိုးစီစာတရားပွဲဒီနေ့ကတော့မွေးနေ့မင်္ဂလာနဲ့ညနေ9နာရီမှာနိဗ္ဗာန်ဈေးအလူတော်ဖြစ်ကိုအနုမောဒနာတရားကတော့ရှေတကားဆရာတော်ကိုယ်တိုင်ချီးမြှောက်ရေးတရားဓမ္မများဟောကြားပေးပါတယ်နောက်ပြန်ကျတော့မွေးနေ့အောင်ပွဲစီစာတရားပွဲအဖြစ်၃ရက်တိုင်တိုင်မွေးနေ့ကိုကျင်းပပေးပြီးဒီနေ့ကတော့အချင်းချင်းပြီးတော့ပဲ နိဗ္ဗာန်အစည်းအလူကိုပဲအားထားပြီးတော့လူတန်းပြည့်ပြတာဖြစ်ပါတယ်။စုပေါင်းအလူရှင်တွေကတော့တိတ်ခတ်တဲ့ရဟန္တာတော်မှာရဲ့စုပေါင်းနဲ့ရင်းနှီးတဲ့ပစ္စည်းလေးပါအလူရှင်တွေကနေပြီးတော့စုပေါင်းပြီးတော့မှမတောင်းမတမကြောက်မကြရအောင်အားလုံးကလူတန်းပြည့်ကြတာဖြစ်ပါတယ်။ညနေမှလည်းပဲပုဏ္ဏသာသမီနဲ့ဒီရရှိတဲ့ဓမ္မကူတာအားလုံးကိုပေါင်းစုပြီးနိဗ္ဗာန်ဈေးအလူချက်လူရန်သွားမှာဖြစ်သွားတယ်အဲ့ဒီအတွက်ကြောင့်လည်းဒီနေ့ဒီတဲ့နေ့ဒီနေ့မှာအလွန်ပဲကြည်နူးဝမ်းမြောက်မှုဖြစ်ရပါတယ် ตาธนาเยอะเราเนี่ยปริปัตติอณีเนี่ยเตยหอเตยปะปุมันละเซนเตยบุรีพ่นเนี่ยสีสาบุรีญาบุรีจิ้มบะเรเออปุมันเตยบุรีปิบะภิโรวาเรมาเลยเวยวาเรวาปะตะนี่เตยสกันบุรีจิ้มบะภิโรมาปริปัตติตาธนาสิเนี่ยเตยหอเตยปะยิตาธนาปิริยะชีบะเรเออดีนี้อุเวปิโรเตะ 42နှစ်ပြည့်မွေးနေ့ဘွဲမှဒီကျောင်းတိုင်စတီတော်ကလေးကပြုလုပ်တဲ့တာဝန်အပြုမြတ်ကောင်းမှုတွေရောဒီပြုလုပ်တဲ့ကုသိုလ်ကောင်းမှုအစုစုတွေရောအားလုံးသောအဘိဓိကာရကမများအပေါင်းနဲ့ဒီ900သားသမီးကိုကုသိုလ်အမြတ်ထပ်တူရကြဖို့အတွက်အမှုမောဒနာအတာတူပြုပါရတယ်